ကျမရဲ့နောက်ထပ်ငငယ်တော့စိတ်တစ်ခုကိုပြောပြအောင်မသိလားငငယ်တော့စိတ်တစ်ခုဆယ်တန်းအောင်ပြီးတော့ဒီလိုပဲပေါ့ကျွန်တော်တို့ခစ်တေတော့ဆိုဘာမှဟိုအရမရှိဘူးဟိုတင်တန်းဒီတင်တန်းနေတက်ရတာပေါ့နော်အဲ့တော့အိမ်မှာဘဝကြီးကကျွန်မအောင် beauty parlor beauty salon မှာအခုဆိုရင်ဘာခေါ်လဲမြို့တော်ခမ်းမနာမဟာဗန္ဓုလဘန်းညံရှိမှာ ကျွန်တော်တို့အရင်နီလာဆိုတာဆိုင်ရှိတယ်အဲ့ဒီမှာနိကျွန်တော်သပင်းသပင်းညက်တော့သပင်းအဘာညာပေါ့ခေါင်းလျှော်ဘာညာသပင်းညက်တွေဘာတွေပေါ့လေမိန်းမတွေတက်အပ်တဲ့ဒီသပင်းစားကျွန်တော်ဘာဝါသနာပါမန်းတည်တည်ချာချာမသိသေးဘူးလေအဲ့အချိန်မှာအဲ့တော့ကျွန်မတငယ်ချင်းနဲ့ကျွန်မနဲ့နှစ်ယောက်ပေါ့လေတငယ်ချင်းနဲ့အဲ့တငယ်ချင်းနဲ့ကျွန်မနဲ့ရုပ်ချင်းစင်တယ်သူကလည်းသပင်းနီနီလေးပဲသပင်းနီနီတော့ကချင်မအဲ့ဒါ ဆိုတော့ကျွန်တော်တို့နှစ်ယောက်ပေါ့လေအဲ့လိုသွားတယ်သွားဟိုသွားသွားတက်သွားတက်တယ်ပေါ့လေသွားတက်တဲ့ခါကျတော့ကျွန်တော်တို့တွေကိုအာပထမတော့အဲ့လိုပဲပေါ့လေဘေးကနေဆိုတော့အတိမိတ်ဆွေတွေပါပဲမိတ်ဆွေတွေဆိုတဲ့ခါကျတော့လေဖွားဖွားရဲ့မိတ်ဆွေတွေပေါ့မိတ်ဆွေတွေဆိုင်ဆိုတဲ့ခါကျတော့အဲအဲ့လိုပေါ့သွားသွားတယ်ကိုကားကိုမောင်းပြီးသွားတာနော်ကိုကားကိုမောင်းပြီးသွားတာတူစားမဟုတ်ကိုကားကိုမောင်းပြီးသွားတာတော့ဇပင်ဆိုင်ဆိုတော့ဟိုအဖြစ်မှာဆိုတော့အခစ်ကဇပင်ဆိုင်တို့ဘာလို့မှလုတ်တဲ့မင်းကလေးတွေဆိုအထင်သေးကြတယ်လူတွေကလေဟိုနည်းနည်း အဲ့လိုအဲ့လို beauty beauty salon တို့ဘာလို့က main ကလေးတွေဆိုတာအထင်သေးတဲ့အဲ့ခေါင်းလျှော်တဲ့ main ကလေးတွေဆိုအထင်သေးတဲ့ခက်ပေါ့သိလားကိုကျွန်တော်ကိုကားကိုမောင်းပြီးသွားတာနော်ကိုကားကိုမောင်းပြီးတော့မှတကယ်ချင်းနဲ့နှစ်ယောက်တကယ်ချင်းကဒီဒီဒီဝှစာမနေတာအဲ့ဒါဘာခေါ်လဲမသိဘူးကန်တော်လေးကန်တော်လေးမင်္ဂလာတောင်းကြောင်လားကန်တော်လေးအဲ့ကန်တော်လေးမှနေကျွန်မသူ့ကိုခေါ်ခေါ်ပြီးသွားလို့ရှိရင်အဲသူ့အိမ်ဝင်ခေါ်ပြီးကျွန်တော်တို့ဟိုမြို့တော်ခမ်းမနာအဲ့လိုသွားပေါ့နေတိုင်းကျွန်တော်တို့အဲ့လိုသွားတာကိုကားကိုမောင်းပြီးသွားတဲ့နဲ့အချိန်နေနော် အဲ့ဒါနဲ့တင်တဲ့ခါကျတည့်ရသားကြတဲ့ခါကျတော့အဲအစ်စ်မြင့်သွားပြီးတော့နည်းနည်းလေးကျွမ်းကျင်သွားပြီးဆိုတော့ခေါင်းလျှော်လို့ရသွားပြီခေါင်းလျှော်ပြီးပေါ့ဆိုအဲ့ဆိုင်ကအဖွားကြီးဆိုင်အဖွားကြီးတွေကြီးပဲလာတာတိလားအဲ့လိုလူကြီးကြော်တွေအဲခုနလိုပေါ့အဖွားကြီးတွေအဲ့လိုအပေါ်ပေါ်လေးပတ်စံရှိအတိုင်းဝိုင်းပေါ့လေအဲ့လိုမျိုးအဖွားကြီးတွေပဲလာတဲ့ခါကျတော့အဲ့လိုနဲ့လျှော်တဲ့ခါကျတော့ကျမလျှော်ပြီးရပြီပေါ့လေကျမလျှော်ပြီးရပြီဆိုတော့ကျမလုံးဝမလျှော်မယ်ပေါ့လျှော်ပဲလျှော်ပြီးတေးသေးချာနဲ့လျှော်အဲ့ तू ကလေခုနကုတ်ပြီးအောင် တိလားအာကုတ်ကုတ်ပါလေတိလားဒီနာကုတ်ပြောကျမကငကိုနေကကိုကဇက်ဆက်ကျဲသမားလीတိလားနည်းနည်းလေးမာနတလူလို့ငငယ်လေးကလည်းနည်းနည်းလေးမှအထီပါမခံနေသူတိလားဟိုနာကုတ်ပြောဒီနာကုတ်ပြောဆိုကုတ်ပါတယ်ကုတ်ပါတယ်တိလားအော်ဒါကျမလားစာရပြီအလုံးလုံးစားတဲ့သူလည်းမဟုတ်ဘူးတိလားလားစာလည်းမရဘူးနော်လားစာနဲ့အလုံးလုံးပြီးသပင်းဆိုင်မှာအလုံးလုံးစားတဲ့သူလည်းမဟုတ်ဘူးတိလားဒါဒါဒီတိုင်းတင်ပြီးတော့မှဒီလိုသွားတက်တဲ့ဟာကိုလေကိုကတော့ပတ်စံပေးပြီးတော့ တင်ရသေးတဲ့ဟာကိုလေဟိုနောက်ကုတ်ဒီနောက်ကုတ်ဒီညအားလေးနဲ့ဖိကုတ်ပါအေးညီတို့ကလည်းသိလားအမလီဟိုလိုလေးလောက်အောင်ဟဲ့ဒီညကိုရေးပြအောင်စေးအောင်ဆိုလေနည်းနည်းလူကကျမမျက်နှာပင်းတွေကိုကြည့်လိုက်တော့ကျမမျက်နှာတွေဘလို့တွေဖြစ်နေပြီလဲဆိုတာမျက်နှာတွေကိုမြင်ကြည့်လိုက်အယ်မွန်တင်းရဲ့မျက်နှာဒီဘလို့ပြောင်းလဲသွားမယ်ဆိုတာမြင်ကြည့်ကြည့်လိုက်ဘေးမှာတငယ်ချင်းနဲ့နှစ်ယောက်သိလားမျက်လုံးကြည့်ရလဲစကားပြောနေရပြီလေစိတ်ကလေမရှည်လာတော့တငယ်ချင်းလေး ကျမကိုလေးသိလားကျမမျက်လုံးကနည်းနည်းအယောင်ကတောက်နေပြီသိလားဒီလိုကုတ်ဟိုလိုကုတ်ပြီးလိုက်ပြတို့ကလည်းအဖွားကြီးနှစ်ယောက်ပေါ့ဒီလိုဖွားကြီးတွေပေါ့ဒီလိုစင်နေမှာအတူတူရှော့ခံနေနေတယ်အဲ့ဒါပြီးတော့ဟိုဘက်ဘေးကအဖွားကြီးအမလေးအဲ့လိုပဲခစ်ကာလာသားသမီးတွေကောင်မလေးမင်းကလေးတွေညနေအပိုးကိုမကြိုးဘူးတဲ့သိလားအမလေးညီတို့တွေရတဲ့ငါတို့လိုဖွားကြီးတွေကြတော့တယ်မလေးဒီလိုမျိုးပေါ်ရေးတယ်လက်ပိုးမကြိုးဘူးတဲ့ညို့တွေတဲ့အပိုးကြိုးကျင်တဲ့ဟာကြတော့အပိုးကြိုးပါဆိုတော့အဲ့မှာထောင်းကနေဆိုလေမရတော့ဘဲနဲ့အဲ့ရေပိုက်ကြီးနဲ့ဗျမ်းဆိုရေပိုက်ကြီးကိုလေပြစ်ချလိုက်ပြီးတော့မှ 看了嘞，年年都不啊油嘞嘞，都用不包油，少点不要嘛的，怎么的的？哎，一百家骗点子，哎，一百家铺子落来贴票，花一年哪里来的？花油来铺铺铺铺做贴单不，铺铺做花油来广嘛说十票，那广告差票嘛怎么了？广做这年年都买，都用不包油的。安吉鸭咯，怎么咯？烧干么干的咯？哎，龙没吊起来怎么怎么是偏生嘛碌碌茶嘞，对不对？么好喝咯，对吧？喏，芝麻拉面嘛咯。 ပညာလာပြီးတော့မှတင်တဲ့ဟာလို့ကျမစပင်းဆိုင်မှာလှုပ်လှုပ်စားတဲ့သူမဟုတ်ဘူးလို့အန်ဒီကကောင်းကောင်းမွန်မွန်ပြောလို့ရရဲ့ဟာလို့ဘလို့ဖြစ်လို့မလို့မလို့လာပြီးတော့မှပြောอ่ะကျမကလို့ဟိုလူယောက်ျားဒီလူယောက်ျားရှော်တဲ့သူလည်းမဟုတ်ဘူးလို့နော်ဟိုဒီလောက်ကြီးလို့ချိုးချိုးပဲငိုငိုပြီးတော့လေတိလားကျမလည်းငိုပြီးပြောပြီးတော့မှလေဇောင်းဆိုအဲ့လိုလှုပ်ပြီးတော့မှအဖိုက်ရလေမျိုးလုံးနေချက်ချင်းဆို surprise ပေါ့နော်အဲ့လိုနေကျမကလန့်ပြီးတော့မှအဲ့လိုချက်စပင်းစပြားလေးရလဲလေသူမျက်နှာလေးမှာမှာဟဲ့မဟဲ့စပြားလေးနဲ့ စပြရင်းနဲ့အဲ့လိုင်းနဲ့လောက်ပြီးရေတွေရောစပြရောအကုန်ရွှဲတာပေါ့လေသိလားဆွအားသွားပြီးတော့မလားအဲ့လိုလိုကျမလည်းလောက်ခဲ့ပြီးတော့မှလေအဲ့လိုလောက်ပြီးစောင်းစောင်းဆိုထွက်သွားပြီးဆိုင်အရှိထွက်သွားပြီးတော့ကျမဆိုပါမောသွားထိုင်ပြီးတော့မှငိုတာငိုတဲ့ခါကျတော့ဆိုင်ရှင်မန်နေဂျာအန်တီကြီးကလည်းလေလာပြီးတော့မှလေဟိုအန်တီကြီးကိုလေဟိုဘူး လုံးသမားကောင်မလေးမဟုတ်ပါဘူးပေါ့နော်အဲသူကဘသူတမီလေးပါပေါ့အဲ့ဒါပေါ့ဒီမှာလာပြီးတော့မှတင်တာပါပေါ့ဘလို့ပါပေါ့ဟိုအဲ့လိုမျိုးလာလုတဲ့မင်းကလေးလည်းမဟုတ်ဘူးဒီတိုင်းတက်ချင်လို့သူ့အိမ်ကမိဘပို့ထားတာပါအလုံးသမားမင်းကလေးလည်းမဟုတ်ပါဘူးပေါ့ဘလို့ပဲဆန်းဆန်းအဲ့နဲ့အဖွားကြီးကလေးပြီးလဲပြီးတော့ခဏအကုန်ပြီးစီးသွားသူတယောက်ယောက်ရှင်းပေးလိုက်ပါပေါ့ဟိုအင်းကြီးလည်း dryer ပိုင်းနဲ့မဟုတ်ရှင်းလိုက်ရှင်းပြအပေါက်ပါလေလာတော့အေးပါအန်ဒီကတောင်းမှမာတယ်တမီးရမငူပါနဲ့တော့နော် တယ်တမီးရင်မငူပါနဲ့တော့နော်တယ်အဲ့ဒါဆိုကျမငငယ်နေရအဲ့လိုဇာတိလားကျမပြီးချော့တာပေါ့ကျမကိုပြန်ပြီးချော့သွားတာဇောဇာအဲ့လိုစတောင်းမှန်လို့လဲကျမလှည့်ကြည့်လိုက်မှမထင်နဲ့နော်တိလားလှည့်မကြည့်တဲ့နဲ့လေအဲ့လိုနဲ့ပဲငိုလို့ကိုမဆုံးနိုင်တော့ဘူးတိလားလှည့်လည်းမကြည့်တော့ဘူးတနေကုန်အဲ့ဒါငိုလို့မဆုံးပြောပြီးဝမ်းနေတာဝမ်းနေတာပြောပြီးငုံရင်ကျမကိုပဲအဲဒီလိုဒီလိုဆိုတော့အဲ့ဒါနဲ့ စိတ်ထဲမှာဘလို့ mindset ဝင်သွားဆိုငါဒီလုံးလုံးငါလူတွေအထင်သေးမှာလားပေါ့နော်အဲဆိုပြီးတော့မှတတ်အောင်နဲ့ဒီလိုမျိုးပဲဆိုပြီးတော့မှအဲ့လိုမျိုးနဲ့ပဲမအဲ့အဲ့ line မရောက်တော့ဘူးပေါ့လေအဲ့ line မရောက်တော့တော့အဲ့ကျမရဲ့ဝါသနာဒီအဲ့ဒါမဟုတ်တော့ဘူးပေါ့အဲ့ဒီမှာနေကျမရဲ့အပိုင်းတက်မှာနေဇက်သိမ်းသွားတာပေါ့လေဖြေပေါ်သွားအပြေပေါ်သွားတာ ကအလှပတွေပါရီဝါဒနာပါရိုက်ခါကျမဒီ beauty လောကကိုကျမလုံမယ်ပေါ့လေပထမတော့ဒါပေမဲ့အဲ့ဒီခုနလိုပေါ့ညီတို့အေးဆိုတဲ့နေရာမှာညီကျမအပိုင်းတင်မာရင်ဇက်သိမ်းပြီးတော့မှနောက်ဆုံးတော့ကျမအဲ့ဒီလောကတွေကိုမရောက်ဘူးပေါ့ရှင်အဲ့ဒါအဲ့ဒီလောကကံကောင်းသွားတာပေါ့အဲ့လိုအဲ့လို